ဒီနေ့ကျွန်တော်တင်ပြသွားမယ့်အကြောင်းအရာကတော့တကယ်ကိုရင်တထိတ်လေးဖြစ်စရာကောင်းသလိုကမ္ဘာမီဒီယာကြီးတွေရဲ့သတင်းကောင်းစီတွေမှာနေရာယူထားပြီးတော့ကြားလိုက်ရသူတိုင်းကိုတုံ့လှုပ်ခြောက်ခြားသွားတည်မဲ့အဖြစ်အပျက်တွေနဲ့ပြည့်နှက်နေတဲ့မက္ဆီကိုနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ဆိုရှယ်မီဒီယာနဲ့အင်တာနက်ပေါ်မှာပြန့်နှံ့လာတဲ့ဗီဒီယိုတွေကိုကြည့်လိုက်မယ်ဆိုရင်မက္ဆီကိုနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့မက္ဆီကိုစီးတီးဟာစစ်မြေပြင်တစ်ခုလိုရုံးရင်းဆန်ခတ်ဖြစ်နေတဲ့မြင်ကွင်းတွေကလုံးဝကိုအံ့အားသင့်စရာပါ။ နိုင်ငံတော်ပြိုကျလူနီးပါလားလို့တောင်ထင်မှတ်ရလောက်အောင်ကြောက်စရာကောင်းတဲ့ဗယုတ်ဒုက္ခအခြေအနေတွေကိုတွေ့မြင်နေရပါတယ်။ဒီမြင်ကွင်းတွေကိုသေချာကြည့်လိုက်တာနဲ့ဒါဟာတာမန်ဆန္ဒပြပွဲလေးတစ်ခုဒါမှမဟုတ် တာမန်မကျေနပ်မှုတွေကိုလာပြီးအတန်ဟစ်ကျွေးနေတာမျိုးလုံးဝမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိနိုင်ပါတယ်။ပြောနေတာကလူတရာနှစ်ရာဒါမှမဟုတ်တထောင်လောက်ကိုပြောနေတာမဟုတ်ပါဘူး။နိုင်ငံရဲ့ထောင်သောမကတဲ့လူလှိုင်းအောင်ကြီးတစ်ခုကနိုင်ငံတော်ရဲ့ထင်ကြရနေရာ ာနာရဲ့ဗဟိုချက်မှဖြစ်တဲ့သမရနန်းတော်ကြီးစီကိုအရင်ဆိုင်တိုးဝင်လာနေတာကိုတွေ့ရမှာပါ။မြင်ဝင်းတွေကတော့တကယ့်ကိုတိုက်ပွဲတစ်ခုလိုပါပဲ။အထီကရုံးနေနေရဲတပ်ဖွဲ့ဝင်တွေဟာသူတို့ရဲ့ဒိုင်းငါကြီးတွေကိုအကာအကွယ်ယူပြီးတော့အစွမ်းကုန်ခုခံကာကွယ်ဖို့ကြိုးစားနေကြပြီမဲ့အင်အားချင်းကလုံးဝကိုမမျှမတဖြစ်နေပါတယ်။ဒေါ်သာထွန်းနေတဲ့လူကြီးကရဲတပ်ဖွဲ့ကိုနောက်ပြန်ဆုတ်ပြေးသွားစေဖို့အတင်းကျပ်တွန်းတိုက်နေပါတယ်။ရဲတပ်ဖွဲ့တွေတောင်နောက်ကိုပြန်ဆုတ်ပြေးနေရတဲ့မြင်ဝင်းတွေကဒီအချိန်လေးဟာဘလောက်တောင်ထိမ့်မနိုင်သိမ့်မရဖြစ်နေပြီလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။ ဆန္ဒပြသူတွေဟာရဲတပ်ဖွဲ့ရဲ့ဒိုင်းငါတွေကို လုံးဝကြောက်ရွံ့ခြင်းမရှိပါဘူး။ကြောက်ခဲတွေပစ္စည်းမျိုးစုံနဲ့ပစ်ပေါက်နေကြပြီးတော့တချို့ကရဲတပ်ဖွဲ့ရဲ့ဘေးဘက်ကနေဝင်တိုက်ဖို့ကြိုးစားနေကြပြီးစနစ်တကျတိုက်ခိုက်နေပုံရပါတယ်။မြေပြင်တစ်ခုလုံးကတော့ရဲတပ်ဖွဲ့နဲ့ဆန္ဒပြသူတို့ရဲ့ပြိပခါကြောင့်အငွေတထောင်ထောင်ထနေပါတော့တယ်။ဒေသပို့ပြီးတော့ကြောက်စရာကောင်းပြီးတဲထိတ်ရင်ဖို့ဖြစ်ရတာကတော့မြေခွင်းထဲမှာပေါ်လာတဲ့လက်နက်တွေပါပဲ။ဆန္ဒပြသူတို့ဟာမာချက်တီးလို့ခေါ်တဲ့ဓာတ်ရှည်တီးတစ်ချောင်းကိုလေထဲမှာဟွေရမ်းပြနေတာကိုတော့လှမ်းမြင်နေရပါတယ်။ ဒီမြုံငင်းကလူတွေရဲ့ဒေါသနဲ့အခြေအနေတင်းမာမှုကဘလောက်ထိအမြင့်ဆုံးရောက်နေပြီလဲဆိုတာကိုပြသနေတဲ့ပြယုတ်ပါပဲ။ဒါရင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။အစိုးရကဒရိုင်းကြီးတစ်ခုလိုခံစစ်ဖြစ်ကာဝယ်ဖို့ထောင်ထားတဲ့အထီရုံးနှိမ်နေရေးရဲရီရဲ့နောက်ကတမ်မနိတားစီးတီတွေကိုဆန္ဒပြသူတွေက Angel Grinder လို့ခေါ်တဲ့တန်ဖြတ်ဆက်နဲ့တိုက်ခိုက်ဖြတ်တောက်နေတာကိုတွေ့ရပါတယ်။ဟုတ်ပါတယ်။တန်ဖြတ်ဆက်နဲ့ဖြတ်နေတာပါ။ဒါဟာဆန္ဒပြသူတွေဟာလက်ရှိအစိုးရရဲ့အခြေအနေတွေကိုလုံးဝလက်မခံတော့ဘူးဆိုတဲ့သဘောပါ။ သူတို့ဟာဒီတန်တားဆီကိုအပီးပိုင်ဖြတ်ကျော်ပြီးတော့သမရနန်းတော်အထဲကိုအတင်းဝင်ရောက်ဖို့ဆုံးဖြတ်ထားပုံရပါတယ်။အဲ့ဒီတန်တိုင်းကြီးတစ်ခုလုံးကိုလူအုပ်ကြီးကဝိုင်းပြီးလှုပ်ခါနေကြပြီးဖြိုချဖို့ကြိုးစားနေကြပါတယ်။ဒီမြင်ကွင်းတွေကမက္ကဆီကိုနိုင်ငံရဲ့နိုင်ငံရေးအခြေအနေဟာအန်ဒီရဲ့အဆင့်ကိုရောက်နေပြီဆိုတာကိုအတိအလင်းဖော်ပြနေတာပဲဖြစ်ပါတယ်။တစ်ဖက်ကအထီးကရုံးနှိမ့်နေရဲတပ်ဖွဲ့တွေဟာသူတို့ရဲ့တက်နိုင်သမျှအင်အားသုံးပြီးမိကုံငွေတွေ၊မျက်ရည်ယိုတန်းငွေတွေနဲ့ပြစ်ခတ်ပြီးလူအုပ်ကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့လည်းဒီတန်းငွေတွေရဲ့မိโกလုံးတွေကြားထဲကနေကိုပဲဆန္ဒပြသူတွေကလုံးဝနောက်မဆုတ်ပါဘူးခင်ဗျာလူကုတ်ကြီးကတန်းငွေတွေကိုလှစ်လျူရှုပြီးရှေ့ကိုဆက်တိုးလာခဲ့ပါတယ်ပြီးတော့မကြခင်မှာပဲအတားစီကျိုးသွားပြီးဆိုတော့အော်ဟစ်တန်တွေထွက်ပေါ်လာပြီးနောက်လူတိုင်းလုံးကြီးဟာသမရနန်းတော်ရဲ့အကာအကွယ်တားစီတွေကိုဖြိုခွဲပြီးအထဲကိုအတင်းတိုးဝင်သွားကြပါတော့တယ်မြင်ခွင်းထဲမှာတယောက်ယောက်ကဝင်ကြဝင်ကြအချိန်နဲ့ဝင်ကြဆိုပြီးလက်ရခေါင်းရကိုတွေ့ရပြီးအခြားတယောက်ကပိုင်လုံးတစ်ချောင်းရဲ့ ရဲတယောက်ရဲ့ဒိုင်းကာကိုအာရပါရရိုက်ချလိုက်ပါတယ်။ဒါဟာလုံဝကိုထိမ့်မနိုင်သိမ့်မရတဲ့ဗယံပဒါအခြေအနေတစ်ခုဖြစ်နေပြီးတော့မက္ဆီကိုစီးရီးမြို့တော်ရဲ့လက်ဘဟုတဲ့တဲမှာပြင်းထန်စွာဖြစ်ပွားနေတာပါ။ဒီလောက်ကြီးမားတဲ့အကြမ်းဖက်မှုတွေဒီလောက်ပြင်းထန်တဲ့ပေါက်ကွဲထွက်မှုတွေရဲ့နောက်ွယ်ကတကယ့်မိကွန်းကပါလေ။ဘာကြောင့်ပြည်သူတွေဟာဒီလောက်အထိအမျက်ဒေါသထွက်ပြီးသူတို့ရဲ့အသက်ကိုမတန်တဆစတေးပြီးတမရနန်းတော်ကိုဝင်စည်းဖို့ကြိုးစားနေကြကြတာလေ။ဒါတွေကိုကျွန်တော်တို့ကြည့်လိုက်ရင် ို့ပြီးတော့ထိတ်လန့်စရာကောင်းတဲ့အဖြစ်ကိုတွေ့ရမှာပါ။အများအဖြစ်ဒီလိုမျိုးကြီးမားတဲ့ဆန္ဒပြပွဲတွေဟာနိုင်ငံရဲ့စီးပွားရေးကြာစင်မှု၊ကုန်စည်နှုန်းတွေအဆမတန်တက်တာဒါမှမဟုတ်အလုတ်ကင်ရှားပါမှုစတဲ့အကြောင်းရင်းတွေကြောင့်ဖြစ်ပေါ်လာလိမ့်ရှိပါတယ်။ဒါပေမဲ့အခုမက္ကဆီကိုမှာတော့ဒီလိုတာမန်စီးပွားရေးပြဿနာတက်တက်ကြောင်းမဟုတ်ပါဘူး။သူတို့ရဲ့ဒေါသကိုစွာပေးလိုက်တဲ့အဓိကအကြောင်းရင်းကတော့နိုင်ငံရဲ့အစိုးရရန်တရားပေါ်မူရရာစာကာလ်ဒယ်ရီရဲ့အပြည့်အဝထိန်းချုပ်မှုကြောင့်ပါပဲ။ဟုတ်ပါတယ်။ မက္ကဆီကန်ပြည်သူတွေဟာသူတို့အစိုးရရဲ့အကျင့်ပြတ်ခြားစားမှုတွေအထူးသဖြင့်နိုင်ငံကိုအမှန်တကယ်ချေလည်နေတဲ့ယာဇဝဲဂိုင်းကြီးတွေနဲ့ပူးပေါင်းပြီးသူတို့ရဲ့နေစဉ်ဘဝတွေကိုဘလို့ဆိုးရွားစွာဆက်ဆံနေလဲဆိုတာကိုလုံးဝမကျေနပ်နိုင်တော့လို့အခုလိုအကြမ်းဖက်ပောက်ကွဲထွက်လာကြတာပါဒါဟာနိုင်ငံရဲ့ချုပ်ချာအာဏာဘသူလက်ထဲမှာလဲငါတို့နိုင်ငံကိုတကယ်တမ်းဘသူတွေအုပ်ချုပ်နေတာလဲဆိုတော့အခြေခံကြပြီးအရေးအကြီးဆုံးမေးခွန်းရဲ့အဖြေကိုလိုချင်လို့တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ် ဒီရချက်ကဘလောက်အရေးပါတယ်ဆိုတာကိုဆန္ဒပြသူတွေရဲ့လောက်ရကတတ်သိပြနေပါတယ်ဆန္ဒပြသူတွေဟာသူတို့နိုင်ငံရဲ့မက္ကဆီကန်အလံတွေကိုဝှေ့ယမ်းပြီးဆန္ဒပြနေကြတာကိုတွေ့ရပါတယ်ဒါကအခြားနိုင်ငံတွေဥပမာအမေရိကန်တို့မှာဆန္ဒပြပွဲတွေမှာတိတ်မတွေ့ရလေရှိတဲ့ပုံစံမျိုးပါသူတို့ဟာသူတို့နိုင်ငံကိုမချစ်လို့အစိုးရကိုစန့်ကျင်နေတာလုံးဝမဟုတ်ပါဘူးသူတို့နိုင်ငံကိုတိတ်ချစ်လွန်းလို့ရာဇဝတ်ကိုင်းအင်ပါယာရဲ့လက်အောက်ကနေသူတို့နိုင်ငံကိုပြန်လည်လိုချင်လို့တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ် သူတို့ရဲ့အဓိကယုံကြည်ချက်ကတော့ဒီမိုကရေစီနှိကျရွေးချယ်တင်မြှောက်ထားပါတယ်ဆိုတဲ့အစိုးရဟာတကယ်တကယ်တော့ယာစုရဲ့ဂိုင်းအင်ပါယာကြီးရဲ့လက်အောက်ခံရုပ်သေးဖြစ်နေပြီလို့ဆိုဆိုရင်သူတို့ရဲ့မိခင်နိုင်ငံကိုပြန်လည်လွတ်မြောက်ဖို့အတွက်တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။ဒီအချိန်တွေရဲ့နောက်ွယ်ကအကြောင်းတရားတွေကိုပို့ပြီးနက်နက်ဆိုင်ဆိုင်ထူးဖောက်နားလည်ဖို့အသက်ကိုစတဲ့ကအမှန်တရားကိုဖွင့်ဟလိုက်တဲ့မက္ကဆီကန်လွှတ်တော်အမတ်တအူးရဲ့ရဲရင်ပြတ်သားတဲ့တပ်သေးခံချက်ကိုနားထောင်ဖို့လိုလာပါတယ်။သူမကတော့စီနေတာလီလီတဲလက်စ်ပဲဖြစ်ပါတယ်။ သူမဟာ Fox News လို့နိုင်ငံခြားမီဒီယာတခုမှတက်ပြီးတော့ကိုနိုင်ငံရဲ့အစိုးရကိုကိုနိုင်ငံရဲ့သမ္မတကိုပြင်းပြင်းထန်ထန်ဝေဖန်မှုဆိုတာဟာဘလောက်တောင်အသက်အန္တရာယ်ကြီးမားလဲဆိုတာကိုကျွန်တော်တို့အားလုံးစဉ်းစားကြည့်ဖို့လိုပါတယ်။ဒါဟာတာမန်နိုင်ငံရေးဝေဖန်မှုတသက်မဟုတ်တော့ပါဘူး။အင်တာဗျူးမှာသူမကိုမေးလိုက်တဲ့မေးခွန်းကလည်းမက္ဆီကိုဟာမူရင်းနိုင်ငံတော် ဖြစ်နေပြီလားဆိုတဲ့တိုက်ရိုက်မေးခွန်းပါပဲ။စီးလိုက်တာ Tellers ကတစ်စက္ကန့်မှတွေ့ဝင်မနေပဲဟုတ်ပါတယ်ဖြစ်နေပါပြီလို့ပြက်ပြက်သားသားဖြေကြားခဲ့ပါတယ်။ ဒါဟာလျှို့ဝှက်ချက်တခုမဟုတ်ပါဘူး။မက်ဆီဂန်တိုင်းသိနေတဲ့အမှန်တရားပါလို့သူမကထပ်လောင်းပြောကြားခဲ့ပါတယ်။သူမရဲ့ပြောကြားချက်အရဆိုရင်နိုင်ငံတော်ရဲ့အမြင့်ဆုံးအစိုးရအဖွဲ့နဲ့မူရည်ကြစားကာတယ်ရေးကြားမှာလျှို့ဝှက်မဟာမိတ်တခုဖွဲ့ထားကြတယ်။အပေးအယူတခုလုပ်ထားကြတယ်ဆိုတာပါပဲ။သူမဟာလက်ရှိသမ္မတကလော်ဒီယာရှိန်ဘောင်းနဲ့သူ့ရဲ့ပါတီဖြစ်တဲ့မော်ရီနာပါတီဟာကာတယ်ရီနဲ့တိုက်ရိုက်ပတ်သက်နေတယ်လို့ပြင်းပြင်းထန်ထန်ဆွဆွဲခဲ့ပါတယ်။သူမရဲ့ပြောပုံအရဆိုရင်ဒီကာတယ်ရီဟာ ဒီနိုင်ငံရေးသမားတွေအာဏာရလာဖို့ရွေးကောက်ပွဲမှာနိုင်ဖို့နိုင်ငံရေးယာတုတွေရရှိဖို့အတွက်ပတ်စံတွေအများကြီးထောက်ပံ့ပေးခဲ့တယ်လို့အတီလင်းဖွင့်ဟခဲ့ပါတယ်။ဒါဟာအမေရိကန်လိုနိုင်ငံတွေမှာအကျင့်ပြက်စီးပွားရေးလုပ်ငန်းတွေကနိုင်ငံရေးသမားတွေရဲ့ဆုံးဖြတ်ချက်ကိုလွှမ်းမိုးဖို့လှုပ်ဆောင်တဲ့ပုံစံမျိုးတွေတောင်မတူပါဘူး။ဒါဟာကိုကြိုးစီးပွားကလွဲပြီးဘာကူမှခရုမစိုက်တဲ့လူတက်မှုမူရည်စေဝါရောင်းဝယ်မှုပြန်ပေးဆွဲတာတွေကိုအဓိကလောက်ကင်နေတဲ့ရာဇဝဲကိုင်းအင်ပါယာကြီးတို့က နိုင်ငံတော်ရဲ့အာဏာစက်ကိုငွေနဲ့ဝယ်ယူပြီးထိန်းချုပ်ထားတာဖြစ်တယ်လို့ဆိုလိုတာပါ။ဒါကြောင့်ပဲမက္ကဆီကန်ပြည်သူတွေဟာအသက်ကိုပဓာဏမထားဘဲလမ်းပေါ်ထွက်ပြီးတိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့မက္ကဆီကို သမရရှိန်မောင်းဟာကာတယ်ရီကိုနှိမ်နှင်းမှုအမေရိကန်အထူးသဖြင့်ထရမ့်အစိုးရရဲ့ခိုင်မာတဲ့အကူအညီဥပမာစည်ရေးအရာပူပေါင်းဆောင်ရွက်မှုမျိုးကိုမလိုချင်တာငြင်းဆန်နေတာဖြစ်တယ်လို့သူမကသုံးသပ်ပါတယ်။ဘာလို့လဲဆိုတော့မက္ကဆီကိုအစိုးရကကာတယ်ရီကိုအကာအကွယ်ပေးနေလို့ပါပဲ။သူတို့ဟာမဟာမိတ်တွေဖြစ်နေတော့ ို့မဟာမိတ်ကိုနှိမ်နှင်းမဲ့ဘဲအကူညီကိုမှလက်ခံမှာမဟုတ်ပါဘူး။ရှိန်မောင်းဟာမက္ဆီကိုမှာတကယ်ပါရီဖြစ်နေလဲဆိုတော့ကိုကြံတဲ့ကဘာကြီးကိုသိသိချင်မှာမဟုတ်ဘူးလို့သူမကဆိုပါတယ်။ဒီအချက်ကလက်ရှိသမရရှိန်မောင်းရဲ့မတိုင်ခင်ကသမရသူ့ရဲ့ဆရာလက်ထက်ကလေးကကျင့်သုံးခဲ့တဲ့မူဝါဒကိုပိုပြီးမေးခွန်းထုတ်เสียရဖြစ်လာစေပါတယ်။ဒီမူဝါဒရဲ့ပေါ်ရန်အတိတ်ဘက်ကကာတရီကိုစင်ရင်အာသုံးပြီးဓာတ်ရိုက်ထိတ်တိုက်မနှိမ်နှင်းမဲ့ရာဇဝတ်မှုရဲ့အရင်းငယ်အကြောင်းတရားဖြစ်တဲ့စင်ရဲမွဲတေမှုကိုသာလူမှုရေးအစီအစဉ်တွေနဲ့ဖြည့်ရှင်းမယ်ဆိုတာပါ။ ဒါပေမဲ့ Sinider Tellers တို့လိုအတိုက်ခံတွေရဲ့အမြင်မှာတော့ဒီမူဝါဒဟာလက်တွေမှာကာတရီကိုအစိုးရကအကာအဝယ်ပေးပြီးလွတ်လပ်ခွင့်ပေးလိုက်တာသူတို့လှုပ်ချင်တိုင်းလှုပ်ခွင့်ပေးလိုက်တာလို့အတိတ်ပဲတက်ရောက်သွားပါတယ်ကာတရီဟာသူတို့ရဲ့နယ်မြေတွေကိုလွတ်လပ်စွာအုပ်ချုပ်ခွင့်ရတဲ့ဘေးမဲ့နေရာတွေဖြစ်လာခဲ့ပြီးစစ်တပ်ကတော့ဝင်ရောက်နှိမ်နှင်းခွင့်မရှိတော့ဘူးလို့စွပ်စွဲမှုတွေရှိခဲ့ပါတယ်အခုရှိန်မောင်းကလည်းအဲ့ဒီ AMLO ရဲ့မူဝါဒတွေကိုစက္ကန့်သူဖြစ်နေတာကြောင့် အစိုးရနဲ့ကာတယ်ရီမဟာမိတ်ဖွဲ့နေတယ်ဆိုတဲ့စွပ်စွဲချက်ကိုပိုပြီးခိုင်မာသွားစေတဲ့အဓိကအချက်တစ်ချက်ဖြစ်နေပါတယ်။ဇီနိုက်တာတယ်လက်စ်ကဒီထက်ပိုပြီးပြင်းထန်တဲ့နှိုင်းယှဉ်မှုတစ်ခုကိုလှုပ်သွားခဲ့ပါတယ်။သူမကလက်ရှိမော်ရီနာပါတီအစိုးရဟာဗင်နီဇွဲလာကျူးဘာကအာဏာရှင်တွေနဲ့မဟာမိတ်လုပ်နေပြီးနိုင်ငံကိုဖျက်ဆီးနေတယ်လို့စွပ်စွဲခဲ့ပါတယ်။ကျမတို့ဟာကျမတို့နိုင်ငံကိုပျောက်ဆုံးနေပါပြီလို့တောင်သုံးထုတ်ခဲ့ပါတယ်။နောက်ထပ်ဗင်နီဇွဲလာမဖြစ်ဖို့ကျမတို့တိုက်ပွဲဝင်ရမယ်လို့သူမကဆိုပါတယ်။ ဒါဟာစီးပွားရေးရဆင်းရဲမွဲတေမှုတက်ပို့ဆိုပါတယ်။ဒါဟာနိုင်ငံရဲ့ဒီမိုကရေစီအဖွဲ့အစည်းတွေတရားစီရင်ရေးရွေးကောက်ပွဲကော်မရှင်လိုအဖွဲ့အစည်းတွေကိုအစိုးရကတဖြည်းဖြည်းဖြိုခွင်းပြီးတပါတီအာဏာရှင်စနစ်စီသွားနေတာ။နိုင်ငံရဲ့တရားဥပဒေစိုးမိုးမှု လုံးဝပြိုကျသွားပြီးအာဏာရှင်နိုင်ငံတစ်ခုဖြစ်သွားမှာကိုစိုးရိမ်နေတာပါ။သူမရဲ့မော်ရီနာပါတီဟာမက္ဆီကိုမှာအလွန်အင်အားကြီးမာပြီးဒီမိုကရေစီကိုချိမ့်ချောက်နေတယ်လို့အတိုက်ခံတွေကတောက်လျှောက်ဝေဖန်နေကြတာပါ။ဒါအပြင်ဒီအင်တာဗျူးမှာ အမေရိကန်မက္ကဆီကိုနယ်စပ်အရှုပ်တော်ပေါ်နဲ့ပတ်သက်တဲ့အရေးကြီးတဲ့အချက်ကိုလည်းဖွင့်ချသွားခဲ့ပါတယ်။စီနိုက်တာတယ်လက်ရဲ့တင်ပြချက်အရအမေရိကန်မှာလူပြောများနေတဲ့နယ်စပ်ဖွင့်ထားခြင်းဆိုတဲ့မူဝါဒဟာတကယ်တကယ်တော့မူရည်ရာစာကာတယ်တွေကိုပဲအဓိကအကျိုးမြတ်ဖြစ်စေတယ်လို့ဆိုပါတယ်။အကြောင်းကတော့တရားမဝင်ဝင်ရောက်လာသူတွေဟာကာတယ်တွေထိန်းချုပ်ထားတဲ့နယ်မြေတွေကိုဖျက်ဆီးလာရပါတယ်။အဲဒီလိုဖျက်ဆီးခွင့်ရဖို့အတွက်ဂိုင်းတိုင်းကိုနေရာတိုင်းကိုပတ်စံပေးရပါတယ်။ဒါဟာလူမှောင်ခိုကူးမှုပါ။ ဒီကနေ့တစဉ်ကာတယ်ရီဟာတနှစ်ကိုဒေါ်လာ73ဘီလီယံဝင်ငွေရှိနေပါတယ်။ဒါဟာနည်းနည်းနော်နော်ပတ်စံမဟုတ်ပါဘူး။ဒါကြောင့်နယ်စပ်ပိတ်ထားခြင်းဟာတရားမဝင်ဝင်ရောက်မှုတွေကို တားဆီးတာနဲ့မကဘဲကာတယ်ရီရဲ့အဓိကဝင်ငွေစီးတောင်းကြီးတစ်ခုကိုဖျက်တောက်လိုက်တာနဲ့အတူတူပါပဲ။ဒီဒေါ်လာ73ဘီလီယံဝင်ငွေစီးတောင်းကိုဖျက်တောက်လိုက်နိုင်မှသာသူတို့ရဲ့ငွေချင်းအင်အားကိုရပ်တန့်စေမှာဖြစ်ပါတယ်။ဒီပတ်စံတွေမရှိတော့ရင်သူတို့ဟာတခြားတောင်အမေရိကဗဟိုအမေရိကကနိုင်ငံတွေကိုခြားစားတော့ ခြားစားလို့မရတော့တလို့နိုင်ငံရေးသမားတွေကိုထိန်းချုပ်ဖို့လက်ထိုးဖို့ပတ်စံမရှိတော့ဘူးလို့သူမကခိုင်ခိုင်မာမာတင်ပြသွားခဲ့ပါတယ်။ဒီအမြင်ကနယ်စပ်လုံခြုံရေးတင်းကျပ်တာဟာလူသားချင်းစာနာမှုမရှိဘူး။ဒါမှမဟုတ်ရာဇဝတ်ကိုင်းတွေကိုတောင်အားပေးရာရောက်တယ်ဆိုတော့တချို့ရဲ့ယူဆကိုလုံးဝစန့်ကျင်ငင်းခုန်လိုက်တာဖြစ်ပါတယ်။နယ်စပ်ဖွင့်သားမှာကာတရီပတ်စံမရမှာဆိုတဲ့အတွေးမျိုးကိုတုံးအားတာပဲလူတောင်ပြင်းပြင်းထန်ထန်သုံးထုံထားပါတယ်။နယ်စပ်ကိုဖွင့်ထားခြင်းဟာကာတရီကို တစ်နှစ်ဒေါ်လာ73ဘီလီယံရရှိစေပြီးပုံမအင်အားကြီးစေတာမို့နယ်စပ်ကိုပိတ်ရမယ်ဆိုတာသူမရဲ့ခိုင်မာတဲ့အမြင်ပဲဖြစ်ပါတယ်။ဒါကိုကြည့်ချင်းအဖြစ်စီးနေတာလီလီတဲလက်ဆိုတာဘလို့လူလဲဆိုတာကျွန်တော်တို့တွေ့နိုင်ပါတယ်။သူမဟာမူလကသတင်းတော်တူဖြစ်ပြီးနောက်ပိုင်းမှာနိုင်ငံရေးထဲဝင်လာသူပါ။သူမဟာအလွန်ပြသပြီးအကြောင်းအရမရှိတဲ့ဝေဖန်မှုတွေကြောင့်ထင်ရှားပါတယ်။သူမဟာဆိုရရဲ့အကျင့်ပြတ်ခြားဆောင်မှုတွေကိုတောက်လျှောက်ဖွင့်ချတိုက်ခိုက်နေသူဖြစ်ပါတယ်။ဒီလိုနိုင်ငံသားမီဒီယာမှာဖွင့်ဟပြောဆိုကြတဲ့နယ်ပတ်သက်ပြီ ။သူမပြောထားတဲ့စကားကတကယ်ကိုကြက်သိမ်းချစရာကောင်းကြောက်စရာကောင်းပါလေ။သူမကဒီလိုတွေလုပ်နေရတာကျွန်မကြောက်ပါတယ်လို့ဝန်ခံခဲ့ပါတယ်။အကြောင်းကတော့သမရကရော်လီယာရှိန်ပေါင်းကိုရိုင်းကသူမကို Fox News မှာအင်တာဗျူးမျိုးဖြေခဲ့တဲ့အတွက်နိုင်ငံတော်သစ္စာဖောက်မှုနဲ့ယာစွေကြောင်းရတရားစွဲဆိုပြီးစီးလိုက်ကနေထုတ်ပယ်ထောင်ထဲထည့်မယ်လို့ချိန်ချောက်ခဲ့တယ်လို့သူမကဖွင့်ဟခဲ့ပါတယ်။ဒါကဘာကိုပြနေလဲဆိုတော့ဒါဟာအတိုက်ခံတယောက်ရဲ့နိုင်ငံရေးအရာဝေဖန်မှုကို အစိုးရကအာဏာသုံးပြီးဥပဒေနဲ့ချိန်ချောက်ပိတ်ပင်နေတာပါဒါဟာဒီမိုကရေစီနိုင်ငံတနိုင်ငံရဲ့လက္ခဏာရဲ့မဟုတ်ပါဘူးဒါဟာဗင်နီဇွဲလားဖြစ်စဉ်လိုအာဏာရှင်စနစ်ရဲ့လက္ခဏာရဲ့တစ်ခုပါပဲအခုဆိုရင်ကျွန်တော်တို့အစောပိုင်းမှာမြင်တွေ့ခဲ့ရတဲ့လမ်းမပေါ်ကဗျမ်းမာတာအခြေအနေတမရနန်းတော်ကိုအင်အားသုံးဝင်ရောက်စီးနှင်နေတဲ့မြင်ကွင်းတွေဟာဘာကိုအထိပယ်ဖော်ဆောင်နေလဲဆိုတဲ့မေးခွန်းကိုဆက်ပြီးတော့ရှုထောင့်အမျိုးမျိုးကနေသုံးသပ်ကြည့်ကြပါမယ်။ဒီလိုအကျန်းဖတ်မှုတွေဖြစ်ပွားပြီးတဲ့နောက်မှာပုံမှန်အဖြစ်ဖြစ်ပေါ်လာမယ့်နောက်ဆက်တွဲကတော့ နှိမ့်နှဲမှုပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီနေရာမှာမေကွန်ထုတ်စရာကဘသူကဘသူကိုနှိမ့်နှဲမှာလဲဆိုတာပါပဲ။ပုံမှန်နိုင်ငံရေးခြေနေတွေမှာဆိုရင်နိုင်ငံတော်အစိုးရကဒီဆန္ဒပြသူတွေကိုအင်အားပြည့်ဝသုံးပြီးဖြိုခွင်းနှိမ့်နှဲတာဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့အခုကြည့်နေရတဲ့ဗီဒီယိုတွေကတင်ပြနေတဲ့ရှူတောင်းနဲ့ဆန္ဒပြသူတွေရဲ့ခံစားချက်ကတော့လုံးဝကွဲပြားနေပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကဒါဟာမူရည်ရစာကာတရီနဲ့အပေးယူလုပ်နေတဲ့အစိုးရကိုပြည်သူကပြန်လဲထကြွပုံကံပြီးနှိမ့်နှင်းမဲ့အခိုက်အတန့်ပဲလားဆိုတာပါပဲ။ ပြည်သူတွေဟာသူတို့ရဲ့နိုင်ငံအာဏာကိုအစစ်မှန်ခိုးယူထိန်းချုပ်ထားတဲ့ရာဇဝတ်အင်အားစုတွေကိုပြန်လည်တိုက်ခိုက်နေတာဖြစ်တယ်လို့ခံယူထားပုံရပါတယ်။ဒီအခြေအနေတစ်ခုလုံးကိုနှစ်ချုပ်ပြီးထိထိမိမိပြောပြသွားတာကတော့စီနိုက်တာလီလီဒဲလက်စ်ရဲ့ရဲရင်ပြတ်သားတဲ့စကားတွေပါပဲ။သူမဟာသူမရဲ့အသက်အန္တရာယ်အတွက်ပြင်းထန်စွာကြောက်ရွံ့နေရတယ်ဆိုတာကိုဝန်ခံခဲ့ပေမဲ့ကျမနောက်မဆုတ်ဘူးလို့ဂရုသစ္စာပြုခဲ့ပါတယ်။သူမဟာသူမရဲ့ယက်တီချက်ကိုဘယ်တော့မှနောက်ပြန်လှည့်မှာမဟုတ်ကြောင်းပြက်ပြက်သားသားကြေညာခဲ့တာပါ။သူမရဲ့ဆန္ဒကတော့ရှင်းပါတယ်။ သူမက American နဲ့ Mexico Democracy ကိုမျက်နှာသူအားလုံးပူပေါင်းပြီးဒီကာတယ်အစိုးရမဟာမိတ်ကိုအမြင့်ဖြတ်နှိမ်နင်းဖို့တိုက်တွန်းခဲ့ပါတယ်။သူမတိုက်ပွဲဝင်နေတာဟာ Mexico နိုင်ငံကိုရာဇဝတ်ဘေးကနေလွတ်မြောက်ဖို့နဲ့ Mexico နိုင်ငံဟာနောက်ထပ် Venezuela နိုင်ငံတစ်ခုလိုပျက်စီးသွားတာမျိုးမဖြစ်စေဖို့အတွက်ပါလို့အလေးအနက်ပြောကြားသွားခဲ့ပါတယ်။ဒီစကားလုံးတွေက Mexican ပြည်သူတွေရဲ့စစ်မှန်တဲ့ခံစားချက်နဲ့စိုးရိမ်ပူပန်မှုကိုထင်ဟပြနေပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အခုမြင်တွေ့နေရတဲ့ဒီအထီးကရုံးတွေပြန့်လွင့်နေတဲ့မိကုံးတွေ တန်ဖြတ်ဆက်တွေရဲ့အတန်နဲ့မာဂျူရီဓာတ်တွေဟာရိုးရိုးဆန္ဒပြပွဲရဲ့အစိတ်ပိုင်းတွေမဟုတ်တော့ပါဘူး။ဒါဟာကိုယ်နိုင်ငံကိုယာစွေကိုင်းတွေရဲ့လက်အောက်ကနေပြန်လဲလွတ်မြောက်လို့တဲ့ပြည်သူလူထုတရက်နဲ့အဲ့ဒီယာစွေကိုင်းတွေနဲ့မဟာမိတ်ဖွဲ့ထားတယ်လို့အပြင်းထန်ဆွဆွဲခံနေရတဲ့အစိုးရအဖွဲ့သားကအဆုံးဖြတ်တိုက်ပွဲတစ်ခုရဲ့ရှေ့ပြေးပုံရိပ်တစ်ခုဖြစ်နေတာပါပဲ။ဒီပြည်ပခါဟာမက္ဆီကိုနိုင်ငံရဲ့အနာဂတ်လုံခြုံရေးနဲ့အချုပ်ချာအာဏာတွက်တော်မကပဲမြောက်အမေရိကဒေသတစ်ခုလုံးရဲ့တည်ငြိမ်ရေးအတွက်ပါအလွန်ရေးကြီးတဲ့အလှည့်ပြောင်းတစ်ခုဖြစ်ပါတယ် ါကြောင့်ဒီမက္ကဆီကိုနိုင်ငံရဲ့အခြေအနေကိုကျွန်တော်တို့အားလုံးဆက်လက်ပြီးအနီးကပ်စောင့်ကြည့်လည်လာနေဖို့လိုအပ်ကြောင်းသုံးသပ်တင်ပြခြင်းဒီကုန်းချုပ်လိုက်ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။